မကြခင်ချိန်တွင်းမှာရောက်ရှိလာမယ့်9လပိုင်းဆိုတဲ့ကာလအတွင်းမှာငွေကြေးလက်လာပါတိုးပွားစီဘူးအတွက်9လပိုင်းတက်လာလုံး care အထောက်ပံ့ရရှိအောင်ပြုလုပ်လို့ရမယ်ရည်ရည်လေးတစ်ခုမျှဝေပေးသွားချင်တာဖြစ်ပါတယ်ခင်ဗျဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ကလွန်ခဲ့တဲ့၄လပိုင်း၃လပိုင်းစသဖြင့်ဒီလိုကာလာလေးတွေမှာကိုယ့်အနေနဲ့အခက်အခဲလေးတွေကြုံနေခဲ့ရမယ်အဆင်မပြေမှုလေးတွေများဖြစ်ပေါ်နေခဲ့မယ်ဆိုရင်မကြိုင်ချင်တဲ့မှာရောက်လာမယ်၅လပိုင်းဆိုပြီးကာလာမှာကံကောင်းမှုတွေရောက်ရှိစေဖို့အတွက်မိမိရဲ့ကံကြမ္မာလေးပုံမူပြီးတော့မှအစီပြေလာပြီးတော့မှအဲကိုယ့်ရဲ့အလုတ်ကိုင်းနေငွေကြေးလက်လာပါတူပွားဖို့အတွက်လေးတွေစသဖြင့်ဒါမျိုးလေးတွေအတွက်ပုံမူကောင်းမွန်စေရန်အလုတ်ငါအ ရေရီယာလေးတွေကိုပြုတ်လုချင်နေဆိုရင်ကျွန်တော်အခုမျှဝေပြီးတော့မှရေရီယာလေးကိုပြုတ်လုလို့ရပါတယ်အဓိကမျှဝေချင်တာကတော့ငွေကြေးနဲ့ပတ်သက်တဲ့ရေရီယာကိုပဲအဓိကမျှဝေချင်တာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့လက်ရှိရောက်နေတဲ့ကာလဒီမှာငွေကြေးနဲ့ပတ်သက်လို့ကလူတိုင်းအတွက်အရေးကြီးဆုံးဖြစ်ပါတယ်အရေးကြီးဆုံးအခန်းကဏ္ဍတစ်တောင်တစ်နေရာနေပါဝင်နေတာဖြစ်ပါတယ်မိတ်ဆွေကြီးကောင်းမလေးနဲ့အဆင်မပြေဘူးလားပတ်ဆက်ရှင်အနေနဲ့များတော့အဆင်ပြေသွားနိုင်တယ်သို့မဟုတ်မိသားစုနဲ့အဆင်မပြေတဲ့ပြဿနာတွေဆိုရင်လေပတ်ဆက်ရှင်အနေနဲ့များဖြေရှင်းလို့ရနိုင်တယ်နောက်ဆုံးကျန်းမာရေးကိစ္စတွေကအစကို့မှာ ပတ်စံရှိလို့ရှင်ပုံမူပြီးတော့မှဖြည့်ရှင်းလို့ရပါတယ်အဆိုလိုချင်တာကတော့အဓိကအရေးကြီးဆုံးကငွေကြေးနဲ့ပတ်သက်တာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ဘဝလက်တွေ့ဘဝမှာလက်တွေ့ကြုံတွေ့နေရတဲ့တချို့သောပြဿနာလေးတွေကငွေကြေးအနည်းနဲ့အများပြည့်စုံပြီးတော့ကိုကိုတိုင်းအနည်းနဲ့စီးပွားရေးတိုးတက်လာတဲ့အခါမှာအဲ့ဒီပြဿနာလေးတွေနဲ့ခေါင်းရှုပ်စရာမလိုတော့ဘဲနဲ့အေးအေးဆေးဆေးဖြည့်ရှင်းလို့ရပါဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်လက်ရှိရောက်နေကာလာဒီမှာလူအများစုလိုအပ်တာကအလောက်ကန်စီးပွားရေးလေးတိုးတက်ရမယ်လုပ်ငန်းလေးတွေသူကနဲ့သူအဆင်ပြေလေးချောမှွေပြီးတော့မှခေါင်းမောရမယ်လုပ်ငန်းရဲ့အရင်တိုးတက်တာမျိုးမဟုတ် ူးဆိုရင်တော့ကိုကပုံမှန်လေးလဲပတ်ပြီးတော့မှတင့်တော်တဲ့အနေထားမျိုးလေးတစ်ခုဒါကိုအနေနဲ့လုံလောက်တဲ့အနေထားလေးတစ်ခုလောက်ဖြစ်မယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့အဆင်ပြေတယ်ဟုတ်တယ်မလားမြန်မာလူမျိုးတော်တော်များများကများသောအားဖြင့်ရောင်ရဲတင့်တိတ်နိုင်စွာရှိရတယ်အနည်းနဲ့များရှိတယ် အရင်ချမ်းသာတာမျိုးမဟုတ်ရင်တောင်တနေ့တနေ့တနေ့လေးသူကလည်းသူအဆင်ပြေသွားရင်ရပြီဆိုတဲ့လူတွေကလည်းအများကြီးပဲရှိတယ်။ဆိုတော့ဒီလိုမျိုးမိတ်ဆွေတွေအနေနဲ့ငားလာမယ်ဆိုတဲ့ကာလမှာကံထောက်ပံ့လေးရရှိစေဖို့ငွေကြေးလက်လာပါတိုးပွားစေဖို့အတွက်လှုပ်လို့ရမယ့်ရည်ရည်လေးတစ်ခုမျှဝေပြင်တာဖြစ်ပါတယ်ခင်ဗျအဓိကတော့ငားလာပိုင်းအတွက်တလားစာငွေဝင်ရည်ရည်ဖြစ်ပါတယ်ဒီရည်ရည်ကိုလှုပ်မယ်ဆိုလို့ရှင်မိတ်ဆွေတို့အချက်နှစ်ချက်သိထားဖို့လိုပါတယ်ဒီရည်ရည်ကငားလာပိုင်းတလားလုံးလှုပ်လို့ရတဲ့ရည်ရည်ဖြစ်တဲ့အတွက်ကြောင့်ငားလာပိုင်းမှာမိတ်ဆွေတို့ကြိုက်တဲ့နေ့မှာလှုပ်ငားလာပိုင်းအတွင်းဘယ်နေ့မှမစလှုပ်လို့ရတယ်အကေ ယ်၍ရရရာကြိုလုံထားခြင်းနဲ့ဆိုရင်လေအဲဒီ29ရက်နေ့30ရက်နေ့ပေါ့နော်ဒီလိုမျိုးနေ့တွေမှာလေမိတ်ဆွေတို့အနေနဲ့ရရရာလေးကိုကြိုပြီးမှလှုပ်ထားလို့ရတယ်အဓိကကတော့နံပါတ်1တစ်ချက်က9လပိုင်းအတွက်ရရရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ခုမြောက်ဝေပြီးတော့မှရရရာကို9လပိုင်းအတွက်မှာမိတ်ဆွေတို့ကြိုက်တဲ့နေ့ကြိုက်တဲ့အချိန်မှာလှုပ်ဒီရရရာလှုပ်လို့ရတယ်အဆင်ပြေတယ်ဟုတ်ပြီနော်နံပါတ်2အနေနဲ့ကကြတော့မိတ်ဆွေတို့ဒီရရရာကိုထက်ခတလဲလေးလှုပ်လို့ရတယ်ကိုယ်အနေနဲ့ကပထမတစ်ခေါက်ကျွန်တော်ပြပြပြီးတော့မှရရရာလေးကိုအရင်ဆုံးလေးလှုပ်ကြည့်လိုက် အော်အဆင်ပြေသွားတယ်ဒီရရလည်းငါလည်းနည်းနည်းလေးကြိုက်တယ်လို့ခံစားရတယ်ဗျစိတ်ထဲမှာငါဒီရရလေးလိုလိုက်တာနည်းနည်းလေးအဆင်ပြေသွားသလိုပဲဆက်လက်ပြစ်များခံစားနေကြရမယ်ဆိုရင်ဒီရရလေးကိုထက်ခါထက်ခါလေးเนาะကျွန်တော်ဒီမှာလာပြီးမှအခွင့်ခွင့်မတောင်းမနဲ့ကိုယ့်အနေကိုထက်ခါထက်ခါလေးကိုယ့်ရဲ့စိတ်ဆန္ဒလေးရှိသလောက်ပြန်ပြန်ပြီးတော့မှလုံလို့ရတာဖြစ်ပါတယ်ခင်ဗျဒီနှစ်ချက်ကိုမိတ်ဆွေအရင်ဆုံးသိထားဖို့လိုအပ်အောင်အရင်ဆုံးလေးပြပြပေးတာဖြစ်ပါတယ်ရရလေးကိုစပြောရမယ်ဆိုလို့ရှိရင်လိုအပ်တဲ့ပစ္စည်းတွေကကျွန်တော်တို့ဒီလိုမျိုးပကံများလေးတစ်ချက်လိုအပ်မှာဖြစ်ပါတယ်ဒီလိုမျိုးပကံများလေးပေါ့နော် ပကံများလေးတစ်ချက်လိုအပ်မှာဖြစ်ပါတယ်ပကံများကဒီလိုမျိုးပန်းလေးတွေပါလို့ရှိရင်လေအဆင်ပြေတယ်ပြဿနာမရှိဘူး ဗလာပေါ့နော်ပကံများဗျောင်ကြီးပဲဖြစ်မယ်ဆိုလို့ရှင်လည်းຢာလေးပြဿနာမရှိဘူးအဓိကတော့ဒီလိုထမင်းစားတဲ့ပကံများလေးတစ်ချက်ရလို့ရှင်မိတ်ဆွေအဆင်ပြေပါပြီခင်ဗျာပကံများလေးရပြီဆိုတော့ကျွန်တော်ဒီပကံများလေးပေါ်မှာစာလီရေးပြရမှာဖြစ်ပါတယ်ရှင်ရမယ့်စာကတော့ तू ကဆော့ပင်လေးနဲ့ရေးရင်ရေးဘောပင်နဲ့ရေးတဲ့ຢာလေးအဓိကတော့ဒီပကံများပေါ်မှာထင်ကျန်နေဖို့အဓိကပဲရေးရမယ့်စာလေးကငွေဝင်ပါစေဆိုရယ်စာလေးကိုရေးပြရမှာဖြစ်ပါတယ်ဆိုတော့ပကံများလေးတစ်ချက်ကိုယူလိုက်မယ်ကိုအိမ်မှာပဲကိုရှိတဲ့ပကံများလေးတစ်ချက်ယူလိုက်မယ်ပကံများလေးပေါ်မှာငွေဝင်ပါစေဆိုရင်ဆော့ပင်လေးနဲ့စာလေးရေးလိုက်မယ် ရေးပြီးသွားပြီဆိုရင်အဲ့ပကံများဘောကနေပေါက်ပေါက်ပွေလေးတွေကျွန်တော်ထည့်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျာမြင်းသားထင်းသားရှိမလားတော့မသိဘူးเนาะကျွန်တော်ကင်ပြပေးထားတယ်ခင်ဗျာဒီလိုပုံစံမျိုးလေးဖြစ်ပါတယ်ဒီလိုမျိုးလေးအဲဒီလိုမျိုးအနေထားမျိုးလေးနဲ့ကျွန်တော်ပေါက်ပေါက်ပွင့်လေးတွေဒါထည့်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျပကံများလေး ပကံများလေးပုံမှာငွေဝင်ပါသေးလို့စာလေးရေးလိုက်မယ်ပြီးရတဲ့ပေါက်ပေါက်ပွင့်လေးထည့်လိုက်မယ်ပေါက်ပေါက်ပွင့်တော့ပေါက်ပေါက်စုံမဟုတ်ဘူးเนาะမိတ်ဆွေပေါက်ပေါက်အပွင့်နဲ့အစုံနဲ့မားမယ်เนาะစုံဆိုတဲ့သဘောတရားစုံယုတ်သွားတယ်ဆိုတဲ့သဘောတရားဟုတ်တယ်เนาะကျွန်တော်ပြောတဲ့သဘောပေါက်လားเนาะပွင့်ဆိုတဲ့သဘောတရားပွင့်လန်းသွားတယ်ပေါက်ပေါက်ပွင့်ပွင့်လန်းပါစီဆိုတဲ့သဘောတရားယူကျင်တာဖြစ်ပါတယ်ခင်ဗျာเนาะပြီးတော့ရောက်လာတာငားလာပိုင်းဗျာငားလာပိုင်းမှာနန်းအောင်ဆောင်အောင်ဆိုတာရှိတယ်ငားလာပိုင်းဖြစ်တဲ့အတွက်ခြာလာပိုင်းနဲ့ကြီးဆိုတာခြာလာပိုင်းနဲ့ကြီးပဲပြစ်ဆောင်လိုက် อืมဒါလိုသဘောတရားမျိုးဆိုလို့ရှင်တာเนาะအဲ့တော့ကြောင့်ပေါက်ပေါက်ပွင့်လေးကျွန်တော်ထည့်ပြီးတော့มาဖះมาကတ်လို့ပြီးတော့มาစုတောင်းရတာဖြစ်ပါတယ်ခင်ဗျဒါလေးကကြာတော့ ငါးလပိုင်းအတွက်တလားစာငွေဝင်ရေတရားဖြစ်တဲ့အတွက်ဒီပေါပေါပွင့်ရေတရားကမိစုအလင်းသင်းသင်းလို့လုံးလို့ရပါတယ်ပေါပေါပွင့်ဆိုတာပုတ်သူတော်မယ့်ပစ္စည်းမျိုးမဟုတ်တဲ့အတွက်ပေါပေါပွင့်ကိုတစ်ခါတည်းလုတ်ပြီးတော့မှတလားလုံးပြစ်ထားလိုက်လေပြဿနာမရှိဘူးအစင်ပြေတယ်တပတ်တစ်ခါလောက်ဒီရေတရားလို့လုံးမယ့်ဆရာကြီးလို့ကိုကကြီးမန်းထားတယ်ဆိုလို့ရှိရင်လုံးလို့ရပါတယ်အဓိကတော့ပေါပေါပွင့်လေးနဲ့ပေါ့နော်ကျွန်တော်ရေတရားချေရမှာဖြစ်ပါတယ်ငါးလပိုင်းအတွက်တလားစာငွေဝင်ရေတရားလေးကတော့ပေါပေါပွင့်ရေတရားလေးလို့ပြောရမှာဖြစ်ပါတယ်ခင်ဗျာ ကိုကနည်းနည်းလေးဒီထက်ပူကောင်းညင်တယ်ကိုရင်ညွန့်ညင်တယ်ဆိုရင်ဗျာဒီပကံများလေးအောက်မှာကိုယ့်ရဲ့ဓာတ်ပုံလေးထိုင်ထားပေါ့ဒါလေးဆိုလေကုန်လို့ညွန့်လို့ရတာပဲလीနော်ပြဿနာမရှိဘူးဆိုတော့ပကံများလေးအောက်မှာကိုယ့်ရဲ့ဓာတ်ပုံလေးထားအဲပြီးရင်ပကံများလေးတင်လိုက်မယ်ပကံအောက်မှာငွေငွေမာသီးတို့စာလေးရေးထားမယ် ပြီးအပေါ်ပေါက်ပေါက်လေးပွင့်ပေါက်ပေါက်ပွင့်လေးထားထားမယ်အဲဒီလိုပုံစံမျိုးလေးနဲ့ရေသာခြေလို့ရတယ်ဘောနော်နေရာအနေနဲ့ကကျတော့ကျွန်တော်တို့ဒီဖះเจ้าဆောင်ရဲ့အဲတနေရာတနေရာလောက်ဖြစ်မယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဗျာကိုအလင်းတဲ့နေရာလေးမှာထားဒီနေရာတွေကကျွန်တော်ကိုယ်တိုင်လက်ရှိလိုက်ပြီးတော့မှပြုမှုပြုလုပ်ထားတယ်ရေနေရာတွေဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့စိတ်ချလက်ချကိုကိုယ်တိုင်လိုက်လို့လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးမြတ်တင်ပါတယ်၅လပိုင်းအတွက်တလားဆောင်ဝင်ဝင်ရေနေရာလေးကိုလာရောက်ပြီးမှမျှဝေပေးရဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးမြတ်တင်ပါတယ်ခင်ဗျာ